ပြီးခဲ့တဲ့နိုဝင်ဘာတရက်ကစပြီးတော့မိုးအစမပြတ်ရတွန်းလာကြောင်းတအားတက်ထိန်ချုပ်ထားတဲ့နမတူမျိုးနယ်မိုင်းစိန်ရွာကမိုင်းစိန်ချောင်းရီဟာတက်လာပြီးတော့ချောင်းအနီးမှာရှိတဲ့ရွာခန့်တွေရဲ့တီးနှံဆိုင်ခင်းနဲ့စပါခင်းအများစုကပျက်စီးသွားတယ်လို့ရွာခန့်တွေကရှုဖြင့်မျိုးပြောပါရယ်။တပြင်ချောင်းအနီးမှာရှိတဲ့ဆိုင်ခန်းတစ်ခုလည်းရေထဲမျောပါတွားခဲ့တယ်လို့နေအိမ်ပေါင်း29အိမ်စိုက်ထားတဲ့ဆိုင်ခင်းတွေလည်းရေကြီးမှုကြောင့်ဆုံးရှုံးခဲ့ရပါရယ်။ မိုင်းစိန်ကြီးရွာဟာနမတူမိုင်းပေါ်လမ်းမပေါ်မှာတည်ရှိပြီးတော့ဒီနေ့နိုဝင်ဘာ6ရက်မှာရေအနှဲငယ်ပြန်ကြပြီးမဲ့ရွှွန်တွေလမ်းမပေါ်မှာဖုံးကုန်လာကြောင်းကားနဲ့ဆိုင်ကယ်ဖြတ်တန်းသွားလာလို့မရသေးပါဘူး။ဆိုင်ကယ်ဖြတ်တန်းသွားဖို့ကိုရောက်ခံတွေကထန်းစင်နဲ့တဲပေးနေတယ်လို့ဆိုင်ကယ်တစ်စီးကို၄တောင်းချက်အထိပေးရတယ်လို့ဆိုင်ကယ်သမားတူကရွှေဖမျိုးပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာတရက်ကစပြီးမိုးအဆက်မပြတ်ရွာတွန်းလာကြောင်းရှမ်းမြောင်နမ်တူမြို့နယ်အပါအဝင်ကိုခိုင်မြို့နယ် နှစ်ဖက်ကကြွေရောင်ပတ်မှာလဲရင်းနှီးမြုပ်လာကြောင်းစပါးခင်းတွေပြက်စီးခဲ့ပါတယ်။